ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဖြူစင်မြေတာ YouTube Channel လိုက်လေးကနေပြီးတော့ကျွန်တော်ရဲ့ဝန္တရာတူညီကိုမျိုးကိုပြန်လဲပြီးတော့ကြိုဆိုလိုက်ရပါတယ်ဟုတ်ကဲ့ဒီမှာဆိုရင်ကျွန်တော်ကဒီမှာ Quine တုပ်ခုကိုထည့်ပြီးသွားတာကိုကျွန်တော်တို့မိဘပြည်သူများမြင်တွေ့ရမှာဖြစ်ပါတယ်ပထမဗီဒီယိုဖိုင်မှာကလေးကကျွန်တော်ကအနေချင်းထည့်ပြပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ Quine ကိုပြန်ကြည့်ရတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကတထုပ်ဒီမှာနှစ်ထုပ်သုံးထုပ်ပြီးွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့က အဲပထမဆုံးကိုကျွန်တော်တို့တထုပ်ကိုဖြန့်ထားပါတယ်ခင်ဗျာဒီအထုပ်ကိုကျွန်တော်ဖြန့်ထားပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာမျက်နှာချင်းဆိုင်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာနော်မျက်နှာချင်းဆိုင်မှာဆိုရင်ကျွန်တော်တို့ကဒီပထမအထုပ်နဲ့အဲပြီးတော့ကျွန်တော်တို့ကဒုတိယအထုပ်ထည့်ထားတာကတော့၃ခန်း slot ၃ခန်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာတခါသုံးမြောင်းချပြီးတော့ပြန်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာเนาะကျွန်တော်ဒီမှာပြတာတော့ဒီဟာလေးတော့ကျွန်တော်မဖြတ်ပဲနဲ့ထားထားပါတယ်မဖြတ်ပဲနဲ့ဒီတိုက်အစီထားထားပါတယ်เนาะ ဒီမှာကျတော့ကျွန်တော်တို့ကပထမတစ်ထုပ်ကိုဖြတ်ထားတဲ့အတွဲကျွန်မဒုတိယအထုပ်ကိုဆိုရင်ကျွန်တော်တို့ကပထမဆုံးကျွန်တော်ထဲဖြန့်ပြီးထည့်ထားတဲ့ဟာဒီ U ရဲ့အစဖြစ်ပြီးလို့ဆိုရင် အခုကျွန်တော်ထပ်ထည့်မဲ့ဟာဒီ U ရဲ့အစိုးပဲဖြစ်ရမှာဖြစ်ပါတယ်ခင်ဗျာအဲဒါဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကမျက်နှာချင်းဆိုင်လေးတွေကိုပြောပြတာပါဒါဆိုရင်ကျွန်တော်ကဟိုဘက်မှာပထမဒုတိယအထုပ်ထည့်ထားတဲ့၃မြောင်းရယ်ပြီးတော့ဒီ slot အမြောင်းထဲမှာမထည့်ဘဲနဲ့ကြံနေတဲ့၃မြောင်းရယ်ပေါင်းပြီးတော့ကျွန်တော်က ချောင်းမြောင်းချပြီးလို့ရှိရင်အလုပ်ပေါင်းပေါ်ဆင်မြောင်းချပြီးလို့ရှိရင်ကျွန်တော်ကဒီမှာတခါဆစ်အခါကိုစားပြီးထဲမှာဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ကြီးနေရတဲ့မိဘပြည်သူများအဲမျက်စိဆုံးပါဆိုလို့ကျွန်တော်ကဒီမှာပုံကိုတော့မဆွဲပြတော့ပါဘူးညာနော်ပထမတစ်ခါမှာကျွန်တော်ကအဲအခန်းချတဲ့နေရာလေးကိုကျွန်တော်ကဆွဲပြသွားတဲ့အခါမှာအစင်းမှာမျက်စိစင်းမှာရှုံနေတာကိုကျွန်တော်တွေ့ရပါတယ်ခင်ဗျာနော်ဗီဒီယိုကိုကြည့်တဲ့အခါမှာအနေငယ်ဆုပ်ထွေးနေတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်မဆွဲပြတော့ပါဘူး အကယ်၍မိဘပြည်သူများအနေနဲ့ကတော့ကျွန်တော်တို့ကတုတ်တုတ်ခုတထုတ်တုတ်ခုတစုံကိုကျွန်တော်တို့ကတစ်ခုချင်းစီဖြတ်ပြီးထည့်သွားမယ်ဆိုရင်ကျွန်တော်တို့မိဘပြည်သူများအနေနဲ့အဲမိမိတို့ကြိုက်တဲ့နေရာကနေပြီးတော့ထည့်သွားလို့ရပါတယ်တိုးတော်ညာလည်းပဲကျွန်တော်တို့ကတုတ်ခုထည့်ပြီးွားလို့ရှိရင်နှမြောင်းချမှာဆင့်ကိုပြန်ထည့်မယ်အခုဆိုရင်ကျွန်တော်တို့ကไก่တွင့်ဟောနော်ไก่แท้ပြီးသားတုတ်ခုရဲ့တုံမြောင်းချမ်းမယ်ပြီးလို့ရှိရင်ဒီအခန်းမှာတွင့် စံနဲ့စနစ်ကိုပြန်ချန်တဲ့အတွက်အောက်လောက်ကိုဆိုရင်ကျွန်တော်တို့ကစင်မြောင်းချကနေပြီးတော့ကျွန်တော်တို့စင်မြောင်းချကနေပြီးတော့ကျွန်တော်တို့ပြန်ထည့်တာဖြစ်ပါနေခင်ဗျာနော်ဒါကတော့ကျွန်တော်တို့ U ရဲ့ပထမအထုပ်ရဲ့စစ်တွေ့ရမယ်ဒါကတော့အစိုးအစိုးဘက်ကဖြစ်တဲ့ U ရဲ့အစိုးဘက်ကဖြစ်တဲ့ကျွန်တော်တို့ဒုတိယအထုပ်ပဲဖြစ်ပါတယ်ခင်ဗျာနော်ကြိုးစိတဲ့အခါမှာဆိုရင်ပို့ပြီးမြေသားထင်ဆားရအောင်တွေ့ရမှာဖြစ်ပါတယ်ဒီမှာကတော့ကျွန်တော်ကဒီလိုက်ဒီတိုင်းလေးပြောသွားနေလဲဆိုရင်ကျွန်တော်တို့က ကြည့်စုနေတယ်တချို့တော့လောကအမပန်းဖူးသေးတဲ့ကျွန်တော်တို့ရဲ့ဝါသနာလူညီကိုမျိုးအနေနဲ့ကဆိုရင်ကျွန်တော်တို့ကမျက်စိအနှံ့ငယ်ဆုံးနေတော့ကိုတွေ့ရမှာဖြစ်ပါတယ်အဲကျွန်တော်ဆိုလိုတာကတော့ဒီမှာကျွန်တော်တို့ပထမဆုံးမှာ၃စုံပေါ့နော်တုတ်ခုတထုတ်တုတ်ခုတထုတ်တုတ်ထုတ်ထဲပြီးသွားတဲ့ခါမှာကျွန်တော်တို့ကဒီတထုတ်ချင်းစီတာဖျားထားမှဆိုရင်ကျွန်တော်တို့ကဒီမှာထဲပြီးသားဆိုရင်ကျွန်တော်တို့ကဒီစေတဆယ်ဆယ်နှစ်စေတဆယ်ဆယ်နှစ်ဆိုတော့ ချောင်းမြောင်းခွာပြီးလို့ရှိရင်ဒါကြိုက်တဲ့နေရာနေပြီးတော့စားထည့်လိုက်လို့ရပါတယ်ဒီမှာကျတော့ကျွန်တော်ကပထမတစ်ထုပ်မှာဖြတ်ထားတယ်အဲဒုတိယထုပ်နဲ့တတိယထုပ်ကိုမဖြတ်ထားဘူးဆိုတော့ကျွန်တော်ကဒီပထမထုပ်ကိုကျွန်တော်က U1 လို့တတ်မှတ်မယ်ဆိုရင်ဒီဘက်မှာထည့်မယ်ဆိုရင်ကျွန်တော်ကမျက်နှာချင်းဆိုင်ကြအောင်ထည့်ပြရပါတယ်ခင်ဗျာနော်ဟိုအပေါ်မှာပထမထည့်ထားတဲ့အထုပ်ရဲ့အခုထည့်နေတဲ့စတုထားမြောက်ထုပ်ရဲ့ဆိုရင်တို့ကမျက်နှာချင်းဆိုင်ဖြစ်ပါတယ်ခင်ဗျာနော် ကျွန်တော်တို့ကကွိုင်းကိုထည့်တဲ့အခါမှာကျွန်တော်ပြောနေကြအတိုင်းပါပဲဟိုဘက်တဖေးကိုကျွန်တော်တို့အရင်ထပ်ပြီးလို့စီရင်ဒီဘက်ကနေပြီးတော့ကျွန်တော်တို့ကအตาရလေးနှိုက်ချရမှာဖြစ်ပါတယ်ခင်ဗျာအကယ်၍ကျွန်တော်တို့ကကွိုင်းလေးတွေကိုထိုင်လိုက်လို့အဲမြောက်ဘက်မှာတင်နေမှာဆိုရင်ကျွန်တော်တို့ကဒီမှာပြုတ်လောက်ထားတဲ့ကလော်ဒန်လေးကိုအတုပ်ပြူပြီးတော့မြောက်ထဲကိုကျွန်တော်တို့ကွိုင်းလေးတွေဆင်းသွားအောင်အဲနှိုက်ချသွားအောင်ကျွန်တော်တို့ကလမ်းကြောင်းလေးတွေဆင်းပြီးလို့စီရင်ကျွန်တော်တို့ကထက်ချရပါတယ်ကျွန်တော်ဟိုဘက်မှာ ထိုက်တာပြီးလို့ရှိရင်ထိုင်တဲ့အပေါ်အောက်စစ်ကလူအောက်စစ်ကူလေးနဲ့ကျွန်တော်ကခဏအုပ်ပြီးတော့ထိုက်ထားပါတယ်ဒီဘက်ချမ်းကိုတော့ကျွန်တော်တို့ဒီမှာကြီးစုနေတဲ့ကျွန်တော်ရဲ့ဝါသနာတို့ညီကူများအမြင်ဆင်းအောင်ဆိုပြီးတော့ကျွန်တော်ကဘယ်ချမ်းညာချမ်းလေးကိုလမ်းကြောင်းလေးဆင်းပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှိတ်ချနေတာကိုမိဘပြည်သူများတွေ့ရပါမယ်ကျွန်တော်ကကွိုင်ကိုထက်ပြီးတဲ့အခါမှာပထမဆုံးအောက်ကထက်ထားတဲ့ကွိုင်ကိုကျွန်တော်တို့ကအနှဲငယ်လေးနှိတ်ကြအောင်တော့အမိမိတို့အနီးနားမှာရှိတဲ့အဆင်ပြေတဲ့လက်နဲ့ကလီယာလေးတွေနဲ့ကျွန်တော်တို့နှိတ်ကြဝအောင်နှိတ်ချရပါတယ် အကယ်၍ကျွန်တော်တို့ကအဲ့လိုမျိုး꽌ထူးတဲ့တူနဲ့ဖြစ်စေကျွန်တော်တို့ဒီမှာကလော်ဒါလေးနဲ့ခံပြီးတော့ရိုက်ချသည်ဖြစ်စေအဲ့လိုမျိုးမပြုတ်လို့ဘူးဆိုရင်ပထမအစထဲထားတဲ့꽌တွေကဒီကျွန်တော်တို့အပေါ်အောက်ကနေပြီးတော့အပေါ်ကိုပိတ်ထမ်းထားသလိုဖြစ်နေလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဒုတိယအထက်ထဲမဲ့ဟာကိုထဲတဲ့အခါမှာကျွန်တော်တို့က꽌လေးတွေထဲလို့မကြဘဲနဲ့အဲ့လိုမျိုးအောက်ကကွိုင်ကအပေါ်ကိုထန်းတင်တလို့ဖြစ်နေတဲ့အခါကြာလို့ရှိရင်မြောင်းထဲကိုကွိုင်လေးမကြဘဲနဲ့ဖြစ်နေတတ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့က ီမှာတစ်ခုကတော့ဆင်ခန်းပြီးသွားလို့ဆိုရင်ကျွန်တော်တို့ကအဲကြီးကောင်းမြင့်တအောင်ကျွန်တော်တို့ပုံစံကြအောင်အနေငယ်ချိုးချရပါတယ်ခင်ဗျာနော်လင်ညိုးလေးနဲ့လင်မလေးနဲ့ကျွန်တော်တို့ကထိပ်ပြီးတော့ကျွန်တော်တို့နှိမ့်ချရေးလဲရပါတယ်꽌ထူးတဲ့တူနဲ့ထူးပြီးလို့ရှိရင်ကျွန်တော်တို့နေရာပုံကြအောင်ထူးလဲရပါတယ်ခင်ဗျာနော်အဲကျွန်တော်တို့ကဒီ꽌ကိုပတ်ထဲတဲ့ခါမှာဆိုရင်ကျွန်တော်တို့ကဒီဘာကတော့4ပိုးပေါ့ခင်ဗျာနော်အခုကကျွန်တော်တို့ကနှစ်ထပ်ပဲပတ်တဲ့အတွက် ဒီမော်တာတစ်လုံးလုံးမှာအစုံဘောင်းကဆိုလို့ရှိရင်အလုံးပေါင်း6ထုပ်ဖြစ်ပါတယ်ခင်ဗျာနော်3ခုတစ်ထုပ်3ခုတစ်ထုပ်ဆိုတော့အလုံးပေါင်း6ထုပ်ဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာကျွန်တော်တို့ကြိုးစားလေးတွေကိုအသေးချာဆင်းပြနေတာဖြစ်ပါတယ်ခင်ဗျာနော်ဒါကတော့ကျွန်တော်ကစစ်ထက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့က30ကိုထည့်มาဖြစ်ပါတယ်เนาะ꽌ကိုထည့်တဲ့အခါမှာကျွန်တော်တို့ပြောနေကြတိုင်ပဲတစ်ဖက်ချမ်းကိုအရင်ထည့်မယ်ပြီးလို့ရှိရင်ဒီဘက်ရဟောင်းကိုကျွန်တော်တို့ကအသာအရာလေးဆွဲယူမယ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါ ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနှစ်ထုပ်ဖြစ်နေကြံသေးတဲ့နှစ်ခုကိုကျွန်တော်တို့ကမဖြတ်ထားတဲ့တွဲလို့ရှိရင်ကျွန်တော်တို့ကဒီဒုတိယ quire ရနေပြီးတော့အခုဆိုရင်ကျွန်တော်တို့ကပထမ quire ရနေပြီးတော့ဒါ stout quire ဖြစ်သွားပါပြီခင်ဗျာနော် stout ပထမ quire နဲ့ stout quire ကိုမျက်နှာချင်းဆိုင်ထားမယ်ဒုတိယ quire နဲ့အဲပြင်စမ quire ကိုမျက်နှာအဲပြင်စမ quire ကိုကျွန်တော်တို့မျက်နှာချင်းဆိုင်ထားရပါတယ်ခင်ဗျာနော်အဲပြီးလို့ရှိရင်တတိယ quire နဲ့စတ္ထမ quire ကိုကျွန်တော်တို့က မျက်နှာချင်းဆိုင်တခါပြန်ထားရပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ကနံပါတ်1အထုပ်ဒီနံပါတ်4အထုပ်နဲ့မျက်နှာချင်းဆိုင်ဖြစ်ပြီးလို့ရှိရင်နံပါတ်2ရဲ့အထုပ်ဒီနံပါတ်5နဲ့မျက်နှာချင်းဆိုင်ဖြစ်ပါမယ်အဲပြီးလို့ရှိရင်နံပါတ်3ရဲ့အထုပ်ဒီနံပါတ်6နဲ့ကျွန်တော်တို့မျက်နှာချင်းဆိုင်ဖြစ်ပါတယ်ခင်ဗျာနော်ဒါမော်တာတလုံးလုံးမှာကျွန်တော်တို့ကအားတစ်ပါး6ခုပဲဖြစ်ပါတယ်ဒီအနေထားကိုမှကျွန်တော်တို့ကအဲ996 996 အဲ့လိုမျိုးကျွန်တော်တို့ကနှစ်ခုတကွိုင်းတစ်ခုထဲနဲ့တကွိုင်းနှစ်ခုတကွိုင်းတစ်ခုထဲနဲ့တကွိုင်း4ပိုးပုံစံပတ်လို့ရပါတယ်ခင်ဗျာနော်3ပဲ CD မှာအဲ့လိုမျိုးပတ်လဲရပါတယ်ဒါကတော့ကျွန်တော်တို့က70ဆက်နဲ့ပတ်တာဖြစ်ပါတယ်အဲ့ကောင်အဲ့လိုမျိုးပတ်လို့ရှိရင်ကျွန်တော်တို့ကနှစ်ထပ်ပဲပတ်ရပါတယ်ခင်ဗျာနော်ဒီဟာကိုကျွန်တော်တို့ကအဲမိဘပြည်သူများကျွန်တော်တို့ဝန်တရာယူကြီးကိုများကြည့်ရင်ဆင်းအောင်ဆိုပြီးတော့ကျွန်တော်နှစ်ထပ်ပတ်ပြတာပါခင်ဗျာနော်ဒါကိုကျွန်တော်တို့က round round ပတ်တဲ့ပုံစံလေးနဲ့ တထုပ်ပေါ်တထုပ်ထက်လည်းပန်းလို့ရပါတယ်ခင်ဗျာနော်အခုကကြတော့ကျွန်တော်ကနှစ်ထပ်ပုံစံမျိုးနဲ့ပန်းပြသွားတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကအုတ်ဆလော့လေးတွေအပေါ်ကထိုးတဲ့အခါမှာကျွန်တော်ပြောနေကြအတိုင်းပါပဲအုတ်ဆလော့ခက်ခဲကိုထိုးလို့မသွားဘူးဆိုရင်ကျွန်တော်တို့ကဒီမှာအဲစိတ်ကူရောကွိုင်ရောကိုအစစ်တိုးနောက်ဆုံးလေးပြုလုပ်ပြီးတော့ထိုးသွင်းသွားရင်လည်းရပါတယ်ခင်ဗျာနော်ဒီမှာဆိုရင်ကျွန်တော်ကလင်ညိုးရဲ့လင်မနှစ်လဲဘယ်ဘယ်လေးမရဲ့နှစ်ချောင်းရဲ့ညပ်ပြီးလို့ရှိရင်ကျွန်တော်က ကွိုင်ကိုအနှဲငယ်ချိုးချပြီးလို့စီရင်ကျွန်တော်ကဒီအပေါ်ကကွိုင်ကိုကျွန်တော်ကျွန်တော်ကအောက်ကိုရိုက်ချစရာမလိုပါဘူးခင်ဗျာနော်အောက်ကကွိုင်တွေကိုကျွန်တော်ကအပေါ်ကိုပြန်လန်နေရမှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကမိဘပြည်သူများအနေနဲ့ quite ထဲတဲ့အခါမှာလည်းပဲမိမိတို့နှစ်သက်တလူထဲလို့ရပါတယ်ခင်ဗျာနော်ကျွန်တော်ကတော့လွယ်ကူအောင်ဆိုပြီးတော့ကျွန်တော်အဲကျွန်တော်ရဲ့အတွေ့အကြုံလေးအတိုင်းပဲကျွန်တော်တော့ပြောနေကြအတိုင်းပဲကျွန်တော်ပြောတာဖြစ်ပါတယ်ခင်ဗျာနော်မိမိတို့အနေနဲ့ကတော့ အဲတလုံးတလေတော့လှုပ်ဖူးပြီးသားအတွေ့အကြုံစီးပူးသားညီကိုမြကြတော့မိမိတို့လုံနေကြပုံစံအတိုင်းပဲလှုပ်လို့ရပါတယ်ကျွန်တော်ပြောသလိုမျိုးကျွန်တော်လုံနေကြပုံစံမျိုးမတွေ့တသိလိုက်လို့ရမလို့ကျွန်တော်မဆူလို့ပါဘူးခင်ဗျာနော်ကျွန်တော်တို့ရဲ့ဝါသနာတို့ညီကိုမြစပြီးတော့လေးလာနေတဲ့အခြေခံကျွန်တော်တို့ရဲ့ဒီမော်တာပိုင်းလေးတွေကိုဝါသနာပါပြီးတော့အဲပြုလုပ်ချင်နေတဲ့ကျွန်တော်တို့ရဲ့ဆွေမြမာညီနကိုမောင်နှမများတွေ့ပဲဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်တို့ကတော့ အတွေးစီလာတဲ့ကျွန်တော်တို့ကဒီအတွေးကြုံလေးတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့မျှဝေပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာနော်အတချို့သောညီကိုမျှလာပြီးတော့ကျွန်တော်ကို꽌ထဲတဲ့အခါမှာ꽌ထဲတဲ့အခန်းလေးကိုမကြော်ဘဲနဲ့အဖြစ်ဖြစ်ချင်းအတတ်နိုင်ဆုံးအမြင်ဆင်းအောင်ရိုက်ပြပေးပါဆိုလို့ကျွန်တော်ကအခုဒီမော်တာကိုကျွန်တော်တို့အဲအလုံးကလည်းအဝကလည်းအနှဲငယ်ကျဲတယ်ဆိုတော့ကျွန်တော်တို့မြင်းကွင်းလေးကောက်အောင်ကျွန်တော်ဒီလိုမျိုးရိုက်ပြထားတာဖြစ်ပါတယ်ခင်ဗျာ တအားကြီးကျွန်တော်ရဲ့ဒီဖုန်းကင်မရာကိုထောင်ပြီးတော့အနီနာတအားကန်းလိုက်ရင်လည်းကျွန်တော်ရဲ့ဒီညာဘက်လက်꽌ထန်းနေတဲ့ညာဘက်လက်ရဆိုရင်ကွယ်နေတာဖြစ်ပါတယ်။နောက်ကမှကျွန်တော်တို့ရဲ့ဒီမော်တာအလုံးကြီးပတ်တဲ့ခါမှကျွန်တော်တို့တည်တည်ချာချာဆင်းအောင်ကျွန်တော်တို့နောက်ထပ်ကြိုးစားပြီးတော့ရိုက်ပြပေးအောင်မှာဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့ဒီဖြူစင်မြတ်တာ YouTube Channel line လေးကိုလည်းစရင်မသွင်းသေးရဘူးဆိုရင်ကျွန်တော် Subscribe စရင်သွင်းပြီးတော့နော်မြန်မာလူဆိုရင်စရင်သွင်းပြီးလို့ရှိရင်ကျွန်တော်ကျွန်တော်ရဲ့ဒီ ဖြူစင်မြတ်တာ YouTube channel လေးကို up ပေးပါလို့တောင်းဆိုပါတယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဒီ video file လေးကိုကြိုက်နေသေးတယ်ဆိုရင်ကျွန်တော်ရဲ့ဒီနောက်ထပ်ဝါသနာသူလူငယ်များကျွန်တော်ရဲ့ဆွေမြေမာညီကိုများသိစီအောင်ကျွန်တော်ရဲ့ video file လေးကိုအပန်းမကြည့်ဘူးဆိုရင် sharing လေးလုပ်ပေးပြီးတော့ကျွန်တော်တို့ပြန်လည်ပြီးတော့မျှဝေပေးဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာနော်ကျွန်တော်တို့ဒီ YouTube channel မှာကျွန်တော်ရဲ့ဒီဖြူစင်မြတ်တာဆိုတဲ့စာလုံးလေးကိုအင်္ဂလိပ်လိုကျွန်တော်တို့က ရိုက်ပြီးစာထိုင်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ channel လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဒီ YouTube channel လေးထဲမှာအင်္ဂလိပ်စာနဲ့ပဲဖြစ်စေ subscribe အဲစာလုံးအနီအောင်လေးတွေ့ရပြီဆိုရင်ကျွန်တော်ကိုအဲစာရင်းသွင်းပြီးတော့အားပေးဖို့ကိုဒီစာလုံးအနီအောင်လေးကိုနှိပ်ပြီးတော့အားပေးဖို့ကိုကျွန်တော်တို့တောင်းဆိုပါတယ်ကဲဒီမှာဆိုရင်ကျွန်တော်ကပထမကျွန်တော်မဖြတ်ပဲနဲ့ကျိုးကိုအဲ့လိုမျိုး မဖြတ်ပဲနဲ့ကျွန်တော်ကဆင်းဆင်းစရာမလိုအောင်ကျွန်တော်ပန်းသွားရည်လည်းရပါတယ် ဒါပေမဲ့ဒီမှာကျွန်တော်တို့ကကျိုးကိုပြန်ဆင်းတဲ့ခါမှာကျွန်တော်ကဒီဝါသနာပါတဲ့ကျွန်တော်ရဲ့ညီကိုမျိုးကိုကျွန်တော်ကပြန်လှည့်ပြီးတော့အသေးစိတ်ဆင်းပြချင်တဲ့အတွက်ကျွန်တော်ကဒီမှာဖြတ်ပြင်းလိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်အနေနဲ့ကတော့ဒီ coin ကိုကျိုးဖြန့်ရဆင်းရမစည်းပဲနဲ့ကျွန်တော်ကတခါရဲထည့်သွားလို့လည်းရပါတယ်ခင်ဗျာနော်ကျွန်တော်ဒါအခုလိုမျိုးကျွန်တော်တို့က6ထုပ်စလုံးကိုအဲ၃ခု တထုပ်ဖြတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအခန်းချတဲ့နေရာမှာကြိုက်တယ်လို့ချလို့ရပါတယ်ခင်ဗျာเนาะဒါပေမဲ့ကျွန်တော်ကပထမတုတ်ခုမီမီဘယ်လိုပြောမလဲမီဖို့ခလောက်ပုံစံထဲသွားပြီးတဲ့အခါမှာကျွန်တော်တို့ကဂျန်တဲ့အထုပ်ကိုဒီဟာဒီအရင်လက်စီထက်ထားတဲ့ quality ကိုကျွန်တော်ကခွာခွာပြီးထည့်သွားလို့ရှိရင်အဆင်ပြေပါပြီခင်ဗျာเนาะအထက်မှာဆိုရင်ကျွန်တော်ဟိုမှာမြင်နေရတာကတော့ဘယ်ဘက်အထုပ်ကဒီဘက်မှာတုံမြောင်းဒီမှာ ညာဘက်အထုပ်ကသုံးမြောင်းဆိုရင်အလုံးချောင်းမြောင်းဖြစ်နေပါပြီနော်ဒါကိုကျွန်တော်တို့ကဆင်းအခန်းထည့်ရမယ်ဆိုတော့အဲ့ဒီချောင်းမြောင်းကိုခွာလိုက်ပြီဆိုရင်ဒါသူ့ရဲ့ quality အနေထားကျသွားပါပြီခင်ဗျာနော်အဲအကယ်၍ကျွန်တော်တို့ကမဖြတ်ထားဘူးဆိုရင်တော့ကျွန်တော်တို့ကသူ့ရဲ့မျက်နှာချင်းဆိုင်ကိုကြားအောင်ကိုထည့်ပေးရပါတယ်သူ့ရဲ့မျက်နှာချင်းဆိုင်ကိုကြားအောင်ထည့်ပေးရပါတယ်ဒီမှာကျတော့ကျွန်တော်တို့ကအဲတထုပ်ချင်းစီဖြတ်လိုက်ပြီဆိုတော့ပရမမြောင်းထဲမှာကျွန်တော်တို့ထည့်ထားတာကတုတ်ခုတစုံတုတ်ခုတစုံကိုင်းရင်ဖြစ်နေတဲ့အခါကျတော့ ီဘက်က၃ခုဟိုဘက်က၃ခုဆိုတော့ကျွန်တော်ကအထက်မှာ၆ခန်းကိုတုံးပြီးသားဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့ကနောက်ထပ်ကြာနေတဲ့၃ထုပ်ကိုထပ်မယ်ဆိုရင်ကြိုက်တဲ့နေရာကချပီလို့ရှိရင်အဲ့ဒီ၃ခုဘယ်၃ခုညာ၃ခုကိုကျွန်တော်တို့ကခွာပြီးထပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့လူချင်းနဲ့အခန်းဆစ်ကိုရမှာဖြစ်ပါတယ်ခင်ဗျာနော်။ချောင်းမြောင်းချဆစ်ကိုရရှိတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ကျွန်တော်ရဲ့ဒီအတွေ့အကြုံလေးကိုမျှဝေတယ်ဆိုတော့ကျွန်တော်တို့ အဲမတန်းပြည့်စုတဲ့အခါမှာလဲကျွန်တော်တို့ရဲ့ဒီဝန္ဒနာတူညီကွန်မြမော်တာပန်းတဲ့အခါမှာတကယ်မော်တာဆီယာကြီးလေးလဲသူတို့ရဲ့မတန်းကိုပြည့်စုတဲ့အခါမှာဆိုရင်ကျွန်တော်ပြည့်စုတဲ့မတန်းနဲ့သူတို့ပြည့်စုထားတဲ့မတန်းနဲ့မတူကြပါဘူးခင်ဗျာနော်တခါတလေကျွန်တော်ကကျွန်တော်စီယူလာပြီးတော့အဲမော်တာအပင်ရည်လေးတွေတောင်းကြတယ်အကောင်ရည်လေးတွေပြောပြီးတော့အခန်းချတဲ့နေရာအနေထားလေးတွေတောင်းကြတဲ့အခါမှာဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့မတန်းဆောင်ထဲဟာကိုရိုက်ပြီးတော့ပြလိုက်လို့ရှိရင် တချို့တွေကမသိကြပါဘူးတို့ရဲ့မတန်းဆောင်ကိုကျွန်တော်ရိုက်ပြရည်လဲကျွန်တော်မသိပါဘူးအနှံ့ငယ်တော့ဆင်းပြရပါတယ်ခင်ဗျာနော်တယောက်နဲ့တယောက်အတွေ့အကြုံမတန်းတင်ထားတာတွေတွေကမတူကြပါဘူးခင်ဗျာနော်ကျွန်တော်ကလည်းဒီမှာအဗီဒီယိုဖိုင်လေးနဲ့တင်ပြပြီးတော့ပြောပြတဲ့အခါမှာဆိုရင်အနေထားလေးတွေကကျွန်တော်ကရက်ွက်စကားအနေထားဖြစ်ပါတယ်နော်တချို့တော့ရှားကြီးလေးဆိုရင်ကျွန်တော်တို့ကအခေါ်အဝေါ်ကိုအဲစာတပ်ပေတန့်ဆိုရင်ဒီအဟာတွေကိုကိုးကွယ်လို့အဲ စလောလို့ဘာညာတရကလေးအခန်းလေးကိုသူတို့ကပြောတာပို့ပြီးတော့ကျွမ်းကျင်ပါတယ်နော်ကျွန်တော်တို့ကကျွန်တော်မှကျတော့အဲ့လိုမျိုးလက်တွေ့စာတွေ့မရှိတဲ့ခါကျတော့ကျွန်တော်ကအတွေ့အကြုံတွေပဲပြောနေရတဲ့ခါကျတော့အခေါ်ဝေါ်အပြောဆိုတွေကတော့ကွာပါတယ်ခင်ဗျာနော်ကြောင်စင်းနေတိတ်ကတူဘွေရထားတဲ့သူတွေဆိုတော့သူကအီးလို့ပြောတဲ့အခါကျတော့အခေါ်ဝေါ်လေးတွေကိုင်းတွေကိုစသူကအင်္ဂလိပ်လိုပြောတတ်တယ်လေကျွန်တော်တို့ကကျတော့ပြောလို့မတတ်ဘူးခင်ဗျာနော်မျက်နှာချင်းဆိုင်ပါညာ စီစစ်တာတို့ပယ်လက်စစ်တာတို့ပဲပြောတာလေကျွန်တော်တော့ပြောမတတ်ပါဘူးခင်ဗျာနော်ကျွန်တော်ကတော့မျက်နှာချင်းဆိုင်လို့အဲလစ်ထုတ်တန်းစီလို့ပါလို့တန်းတူလို့ဒါပဲကျွန်တော်တို့ကရက်ခွေစကားနဲ့ပဲပြောပါတယ်ခင်ဗျာနော်အကယ်၍ကျွန်တော်အစီအစဉ်တင်ဆက်နေတဲ့အချိန်မှာပဲဗီဒီယိုဖိုင်လေးကိုပြောနေရတဲ့အချိန်မှာပဲစကားအပြောဆို အဲအမရွေမြောက်တစုပ်တရားစီခိုင်ရလဲကျွန်တော်ခွင့်လို့တီးခံပေးကြမှုကိုမြေတားရက်ခံအပ်ပါတယ်ကျွန်တော်ကတော့ဒီမှာဝါသနာကိုအချီခံပြီးတော့လေ့လာနေတယ်ကျွန်တော်တို့ရဲ့ဆွေမြေမကြီးကိုများတွေ့ပဲဖြစ်ပါတယ်ခင်ဗျာနော်တီးပီးသားဆရာကြီးများကိုတော့ကျွန်တော်ရဲ့အပြောဆိုအပြုမူမရွေတစုပ်တရားများစီခိုင်ရေကျွန်တော်ကိုတီးခံခွင့်လို့ပေးကြပါလို့ကျွန်တော်နူးညော့တောင်းပန်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာပဲ꽌ကိုထဲတဲ့အခန်းလေးတွေကိုကျွန်တော်တို့ကမကြော်ဘဲနဲ့အေးအေးဆေးကြီးစုသွားကြမှာဖြစ်ပါတယ်ခင်ဗျာနော်ဗီဒီယိုဖိုင်လေးကတော့ဒီလိုမျိုး ျွန်တော်တို့ကကွင်ထဲတဲ့အခန်းကိုမကြော်ဘဲနဲ့သွားမယ်ဆိုရင်ကျွန်တော်တို့ဒီမှာမိနစ်ပိုင်းလေးအနည်းငယ်တော့ကြာပါတယ်ခင်ဗျာနော်ကျွန်တော်ကအဲ့လိုမျိုးကျွန်တော်ကဗီဒီယိုကိုအခန်းခံတော့လေးမကြော်ဘဲနဲ့သွားမယ်ဆိုရင်ကျွန်တော်ကဒီဖုန်းအစုပ်ကလေးနဲ့ကျွန်တော်တို့ကဗီဒီယိုတီးဖြန့်ရတဲ့အတွက်အဗီဒီယိုဖိုင် recording လာ record လာလုပ်တဲ့အခါမှာ export လာ export လေးလာလုပ်တဲ့အခါမှာဗီဒီယိုတီးဖြန့်ပြီးတော့ကျွန်တော်ကဒီဗီဒီယိုဖိုင်ကိုဗီဒီယိုအဖြစ်ပေါ့နော် အဲကျွန်တော်တို့ HD ဗီဒီယိုအဖြစ်ပြောင်းတဲ့အခါမှာမိနစ်၄လို့စီရင်မိနစ်၄တို့ကျွန်တော်ဖောက်ကဗီဒီယိုထုတ်လို့ရတာကြာပါတယ်ခင်ဗျာနော်အခုကတော့ကျွန်တော်အတန်သွင်းရင်းနဲ့ဗီဒီယိုဖိုင်လေးကိုတီးဖြတ်နေတဲ့အချိန်ဆိုရင်လည်းပဲကြာပါတယ်ခင်ဗျာနော်ကျွန်တော်စကားပြောနေရတယ်ပြောမှားတာရှိသွားလို့ရှိရင်ပြန်ဖြေးပြီးတော့ပြန်ပြင်ရတယ်အဲ့လိုဆိုလည်းကြာတယ်ပြီးတော့ CAD မှာကျွန်တော်ကစာတန်းလေးတွေ FL လေးတွေဘာညာတာကတွေထည့်မယ်ဆိုရင်လည်းဗီဒီယိုတီးဖြတ်တဲ့အခါမှာဆိုရင်ထုတ်လို့တဲ့အခါမှာဆိုရင်ဖောက်က ဆော့ပလုတ်ဆိုတော့လေအနှဲငယ်ကြားတယ်ဒါကြောင့်မလို့ကျွန်တော်ကတချို့သောဗီဒီယိုဖိုင်တွေမှာဆိုရင်ကျွန်တော်ကအမြ мян မြ мян လေးတွားလိုက်တာဖြစ်ပါတယ်ခင်ဗျာနော်အခုကတော့ညီကိုတရားနေပြီးတော့အဲ꽌ထက်တဲ့ကောင်မှာအသေးချာကြည့်ဖို့အသေးချာဆင်းပြဖို့တွေ့ဖို့ပြောထားတယ်ပြည်ကျွန်တော်ဒီလိုမျိုးလုပ်နေရချင်းဖြစ်ပါတယ်အဲအခုလေးစီထက်နေတာကတော့ကျွန်တော်တို့ရဲ့ဒီငါထုံမြောက်ငါထုံမြောက်အဲအခန်း30ဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဆက်နေထက်မယ်ပြီးလို့ရှိရင်နောက်ဆုံးတထုပ်ပြည့်တဲ့6ကိုထည့်လို့ရှိရင်ပြီးသွားပါပြီခင်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့က အနှဲငယ်ပေါ့နော်ကျွန်တော်တို့ဒီဟိုကြိုးခေါင်းဆက်တဲ့နေရာမရောက်ခင်လေးမှာဂျားထဲမှာကျွန်တော်အနှဲငယ်ပြောပြမယ်။ဒါဆိုရင်ကျွန်တော်တို့ကတစ်ကနီလေးကိုကျွန်တော်တို့ကတစ်ရဲ့အဆုံးနဲ့လေးရဲ့အစနဲ့ဆက်ပါမယ်။အစဆိုတာကတော့ကျွန်တော်တို့ကအဲဆင်အခန်းကကျိုးကိုအစလို့ကျွန်တော်ဆိုလိုတာဖြစ်ပါတယ်ခင်ဗျာနော်။ဆင်အခန်းကကျိုးကိုအစပြောပါတယ်။နောက်ပြီးလို့ရှိရင်အဲလေးထုံးမြောက်ကကြတော့ကျွန်တော်တို့ကစနစ်ကအဆုံးကိုကျွန်တော်က အဆောက်အစလို့ပြောချင်းပဲဖြစ်ပါတယ်ခင်ဗျာနော်ဒီမှာကြတော့ကျွန်တော်ကနာယီလက်တန်အတိုင်းပေါ်ခင်ဗျာနော်ခွေထားခွေသွားတာမူလီအရစ်ကြမ်းတဲ့ဘက်ကိုကြမ်းတဲ့အတွဲဆိုရင်ဆေးအခန်းရဲ့အစဒီကျွန်တော်ရဲ့ဒီကျိုးနဲ့မျက်နှာချင်းဆိုင်ဒီပုံစံအတိုင်းလေးအခုမြင်တွေ့နေတဲ့အတိုင်းလေးကြည့်မယ်ဆိုရင်ဘယ်ဘက်ချမ်းမှာကြပါတယ်ဒီတထုပ်ထဲမှာပဲပြောမယ်ခင်ဗျာနော်ဆေးရနေပြီးတော့အစကဘယ်ဘက်မှာစီမယ်အဲဆေးရ30ရယ်7ရယ်စီးတဲ့အတွင်း7ရယ်အစုပ်ဒီကျွန်တော်တို့ ညာဘေးမှာကြပါပဲခင်ဗျာနော်ပုံလေးနဲ့တကွာကျွန်တော်ပြပေးပါဦးမယ်ဟုတ်ကဲ့ပါဒါဆိုရင်ဒီမှာမြင်တွေ့နေရတဲ့များအနီလေးอ่ะဆိုရင်ဆင်အခန်းမှာရှိတဲ့ကျွန်တော်အစလို့ကျွန်တော်ဆိုလိုတဲ့ရှင်းမဲ့ဖြစ်ပါတယ်ခင်ဗျာနော်ဒါကတော့ကျွန်တော်ကနာယီလက်တန်လဲတဲ့အတိုင်းမူလီအရင်ကြတဲ့ဘေးကိုကျွန်တော်ခွေထားတာဖြစ်ပါတယ်ခင်ဗျာနော်နောက်ပြီးလို့ရှိရင်အခုကျွန်တော်ဒီမှာများပြထားတဲ့နေရာဒီဆင်အခန်းရဲ့အစဖြစ်ပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်များဒီဘေးကိုထွက်လာတဲ့ဟာကိုကျွန်တော်က စနစ်ရဲ့အစိုးကိုကျွန်တော်ထပ်ပြပါမယ်ခင်ဗျာနော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကစနစ်ရဲ့အစိုးထွက်လာတဲ့ဒီမှာတစ်ခါကျွန်တော်များအဝါရောင်လေးကိုကျွန်တော်ထပ်လုပ်ပြပေးထားပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကကြိုးခေါစစ်တဲ့ခါမှာဆိုရင်ကျွန်တော်တို့ကနှစ်ထုပ်ကြော်ပြီးတော့ဒီလေးခုလေးထုံမြောက်ဖြစ်တဲ့ဟာနဲ့ကျွန်တော်တို့ကြိုးဆင်းရပါတယ်ခင်ဗျာနော်အဲပုံစံလေးကိုတော့ကျွန်တော်ကတစ်ခါဒီမှာထပ်ပြီးတော့မိမပြည်သူမြောက်တစ်ခါကျွန်တော်ပြန်ပြီးတော့ပြပေးပါဦးမယ်ခင်ဗျာနော် ဒါဆိုရင်ကျွန်တော်ကအခုမြင်တွေ့နေရတဲ့အထုပ်ဒီကျွန်တော်ကနဘာ1ရဲ့ quoi အထုပ်လို့သတ်မှတ်ပါမယ်เนาะကျွန်တော်တို့ရဲ့မျက်နှာချင်းဆိုင်ကြည့်မယ်ဆိုရင်လည်းပဲဒီမှာညာအနီဒီအစဖြစ်ပြီးတော့များအဝါဒီအဆုပ်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဝင်အဝင်ဘေးကိုကျွန်တော်တို့ကဘယ်ဘေးမှာထားပြီးတော့ထွင်လာတဲ့အစဘေးဒီကျွန်တော်တို့ညာဘေးမှာပဲရှိမှာပါခင်ဗျာเนาะဒီမှာကျွန်တော်ကျွန်တော်ကအဲ့ဒီအထွန်းမှာအသေးလေးတစ်ခုကဆင်အခန်းအဖြူရောင်လေးက အစက်အခန်းဒီမှာခံရရအောင်လေးဖြစ်တဲ့ဒီအယောင်အကြီးဆုံးလေးခန်းအောင်ဆိုရင် ကျွန်တော်တို့ကအစက်နှစ်ရဲ့အခန်းလို့သတ်မှတ်ထားပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ကဒီမှာပထမဒီ ဘဲဘဲချမ်းမှာတွေးနေတဲ့အထုပ်ကိုကျွန်တော်တို့ကတဲ့လို့သတ်မှတ်ပြီးတော့ဒီညဘဲချမ်းမှာတွေးနေတဲ့အထုပ်ကတော့လေးလို့ကျွန်တော်တို့သတ်မှတ်ပါမယ်ခင်ဗျာနော်ဂျားထဲမှာနှစ်ထုပ်ရှိပါတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာအဝါရောင်အစုံစနဲ့ကျွန်တော်တို့အဲဒီဘက်ညဘဲချမ်းကစီတဲ့အနီရောင်အစနဲ့ကျွန်တော်တို့ဆင်းလိုက်လို့စီရင်ဒါလို့စီရင်ကျွန်တော်တို့ကကျိုးခေါက်ဆင်းတဲ့ပုံစံလေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ကဒီတဲ့အထုပ်ကအနီရောင်အစဒီ ယူဝမ်းဖြစ်ပြီးတော့ဆိုရင်ကျွန်တော်တို့ကဒီဘက်ကလေးအထုပ်ကအဝါရောင်ဒီမြဘက်ပြန်ထွက်ပြလာတဲ့ဒီအဝါရောင်လေးကဆိုရင်ညဘက်ကဆိုရင်ကျွန်တော်တို့ကအယူ2ဖြစ်ပါတယ်ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ကတဲ့အထုပ်မှာယူဝမ်းစီမံလေးရဲ့အထုပ်မှာအယူ2စီမံခင်ဗျာနော်ပြီးလို့စီရင်ကျွန်တော်တို့က3အထုပ်ရဲ့အစုံနဲ့6ရဲ့ အစကိုစစ်ပါမယ်ခင်ဗျာနော်ပြီးကာမှကျွန်တော်တို့ကဒီဘေးမှာတစ်ခါလဲလာပြီးတော့9ရက်9ရက်အစုံနဲ့ကျွန်တော်တို့ကနေရက်အဲ9ရက်အစုံနဲ့နေရက်အစနဲ့ဆင်းရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီအခမ်းကဏ္ဍကိုကြော်သွားပြီးလို့ရှိရင်ဒီကျွန်တော်တို့ကလက်တွေ့ချိုးခေါင်းစစ်တဲ့ပုံစံကိုမရောက်သေးခင်မှာကျွန်တော်တို့က အဲ့ဒါကိုကျွန်တော်ကဓာတ်ပုတ်လေးနဲ့တစ်ခါရိုက်ပြီးပြပေးချင်ပါတယ်ခင်ဗျာเนาะကျွန်တော်တို့ကအလိုပေါင်း6ထုပ်စီးတဲ့နေရာမှာကျွန်တော်တို့ကျိုးစစ်တဲ့ခါမှာဆိုရင်တေးရဲ့အဆုံးနဲ့၄ရဲ့အစကိုရှင်းမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကတစ်ခါနေနဲ့၅နဲ့ရှင်းပါတယ်ခင်ဗျာเนาะရှင်းတဲ့ခါမှာကျွန်တော်တို့ကနေရနေရအစဒီ၅ရဲ့အဆုံးနဲ့ဆင်းရမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့အမှန်ရမှာဖြစ်ပါတယ်ခင်ဗျာเนาะ ကျွန်တော်ကကျိုးခါကိုကောက်တဲ့ခါမှာ135ကောက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပြန်ပြောပါမယ်ခင်ဗျာနော်တေးရဲ့အဆုံးနဲ့၄ရဲ့အစကိုရှင်းမယ်ပြီးလို့ရှိရင်ကျွန်တော်ကနေ့ရက်အထုပ်ကိုခဏခြံထားခဲ့မယ်ပြီးလို့ရှိရင်၃ရက်နေပြန်စမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က၃ရက်အဆုံးနဲ့၆ရက်အစကိုစစ်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ၄ကိုခြံထားခဲ့မယ်ပြီးလို့ရှိရင်၅ကနေပြန်ကင်မယ်၅ရက်အဆုံးနဲ့ကျွန်တော်တို့နေ့ရက် အစကိုစစ်တာဖြစ်ပါတယ်ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာပထမမှာကျွန်တော်ဒီလိုမျိုးကျွန်တော်တို့ကတကယ်အလက်တွေကျူးစစ်တဲ့နေရာကိုမသွားခင်မှာကျွန်တော်ကဒီမှာပုံလေးနဲ့ပေါ့နော်ဒီဖန်သားပြေပုံမှာပဲကျွန်တော်ဒီဗီဒီယိုတီးဖြတ်တဲ့နေရာမှာပဲအစောနာကကျွန်တော်ဆွဲပြတဲ့အတိုင်းပဲကျွန်တော်တခါလဲဆွဲပြသွားမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒါကတော့ကျွန်တော်တို့ကကျူးစစ်တဲ့ပုံစံလေးကိုဆင်းပြခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့ကဒီမော်တာထဲမှာကျွန်တော်တို့ကအောက်စုအနေနဲ့အောက်လိုပေါင်းကျွန်တော်6ခုရှိတယ်လို့ကျွန်တော် ပြောပြီးသွား ပြောပြသားဖြစ်ပါတယ်ခင်ဗျာနော်ဒါဆိုရင်ဒီ6ခုထဲမှာကျွန်တော်တို့ဒီမှာပုံထဲမှာမြင်နေရတဲ့အတိုင်းကျွန်တော်တို့ဒီကျိုးတကယ်ဆဲတဲ့နေရာမတွားသေးပါဘူးခင်ဗျာနော်ဒီမှာကွိုင်ထဲတာကိုကြည်ရင်းနဲ့ကျွန်တော်တို့ကဒီမှာအဲကွိုင်အထုပ်အည်တွဲကိုကျွန်တော်တို့တစ်ခါလဲကြည့်စုသွားမှာဖြစ်ပါတယ်ဒါဆိုရင်အားလုံးပေါင်းကျွန်တော်တို့က6ထုပ်ရှိတာဖြစ်ပါတယ်ခင်ဗျာနော်ဒီမှာ6ထုပ်မှာဆိုရင်ကျွန်တော်တို့စောနာကပြောသလို10နဲ့4နဲ့ရှင်းမယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကနှစ်ကိုခြံခဲ့မယ်၃ကနေပြန်စမယ် အဲ3နဲ့6နဲ့ဆင်းမှာဖြစ်ပါတယ်။အဲပြီးလို့စီရင်မှာကျွန်တော်တို့က၄ကိုခြံခဲ့မယ်။ပြီးလို့စီရင်9နဲ့2နဲ့လဆင်းရတာဖြစ်ပါတယ်ခင်ဗျာနော်။ကျွန်တော်တို့ကဒီဒီမှာကျတော့ကျွန်တော်ကမော်တာအလဲမှာဝိုင်းနေတဲ့အနေထားကိုကျွန်တော်ကဖြတ်ချလိုက်တာဖြစ်ပါတယ်။ဒီလိုမျိုးဖြတ်ချလိုက်လို့စီရင်ကျွန်တော်တို့ကအခုဒီမှာမြင်နေရတဲ့အတိုင်းကျွန်တော်တို့စီနီယာအတိုင်းတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာနော်။ ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့က၁ရက်အစုံနဲ့၄ရက်အစကိုစစ်ပါမယ်ခင်ဗျာနော်ကျွန်တော်တို့ကဒီမှာဘဲဘဲကအနေထားကိုကျွန်တော်တို့ကအစလို့တမ်းမှတ်ပြီးလို့ရှိရင်ဒီဘက်ကညာဘက်ကအနေအားကိုကျွန်တော်တို့ကအစုံလို့တမ်းမှတ်မှာဖြစ်ပါတယ်ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာမြားပြန်ထွက်လာတဲ့ဘက်ကိုကျွန်တော်တို့ကအစုံလို့တမ်းပတ်ပါမယ်ခင်ဗျာ၄ရက်အစုံကိုကျွန်တော်တို့ကညာဘက်ခြမ်းကမြားထွက်လာတဲ့အစုံဘက်ကိုကျွန်တော်တို့က U2 လို့မှတ်ပြီးတော့ဒီမှာနံပါတ်1ဘေးမှာ ပထမအထုပ်မှာကျွန်တော်တို့ညအနီအောင်လေးကိုတော့ကျွန်တော်တို့က U1 လို့သတ်မှတ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါပြီးလို့ရှိရင်ကျွန်တော်တို့ကနံပါတ်2ရဲ့အထုပ်ကိုကြော်ပါမယ်နော်နံပါတ်2ရဲ့အထုပ်ကိုကြော်ပြီးလို့ရှိရင်နံပါတ်3ကနေပြန်ဆော့ပါတယ်ခင်ဗျာနံပါတ်3ရဲ့အဆုံးဒီကျွန်တော်တို့နံပါတ်3ရဲ့အဆုံးဒီကျွန်တော်တို့ကနံပါတ်6ရဲ့အစနဲ့ဆင်းမယ် ပြီးလို့ရှိရင်နံပါတ်၄ကိုခြံခဲ့မယ်နော်နံပါတ်၄ကသုံးပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ကနံပါတ်၅ကနေပြန်ဆမယ်နံပါတ်၅ရဲ့အဆုံးနဲ့နံပါတ်၄ကအဆောက်ကိုကျွန်တော်တို့ကဆင်းရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကျိုးခေါကိုကြည့်တဲ့အခါမှာ၁ကဒဇရဲ့၃ကဒဇရဲ့၅ကဒဇရဲ့အဲ၃ကအဆောက်ကိုကျွန်တော်ဗီလို့မှတ်ပြီးတော့ V1 လို့မှတ်ပြီးလို့ရှိရင်၅ကအဆောက်ကိုတော့ကျွန်တော်က W1 လို့မှတ်ပါတယ်ခင်ဗျာ ဒါဆိုရင်ကျွန်တော်တို့ကဒီကျိုးခေါင်းကောက်တော်ကိုကျွန်တော်တို့ကတဲ35လို့ခေါ်ပါတယ်တဲ35ဆိုတာတော့ကျွန်တော်တို့ကကွိုင်းအထုပ်ကိုကြီးပြီးပြောတာပါခင်ဗျာနော်ညောင်းအည်တွင်းနဲ့မပြောပါဘူးခင်ဗျာနော်တဲ35ခေါ်ပါတယ်ခင်ဗျာနော်တချို့ကကြတော့လဲ CD အဲတို့ကစီနီယာတိုင်းချသွားပြီလို့ရှိရင်နေ့ရက်အစနဲ့အဲ9ရက်အစုံကိုဖလှယ်လိုက်လို့ရှိရင်လည်းပဲဒါဆိုလည်းပဲကျွန်တော်တို့ကကျိုးခေါင်းအနေထားကိုရရှိမှာဖြစ်ပါတယ် ဆိုလိုတာကတော့ကျွန်တော်တို့ကွိုင်ပန်းပြီးွားတဲ့အခါမှာကျိုးအပင်ကြီးအလုံး6ပင်ထွက်လာပါတယ်ဒါကိုကျွန်တော်တို့ကတစ်ခုစီကြော်ပြီးယူသွားလိုက်လို့ရှိရင်လည်းပဲဒါဆိုရင်ကျွန်တော်တို့ကကျိုးခေါင်းပုံမှန်အနေထား1 3 5ကိုပြန်ရရှိမှာဖြစ်ပါနေခင်ဗျာနော်ကဲဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်ကျွန်တော်ကဒီမှာကျိုးခေါင်းစစ်တဲ့နေရာကိုကျွန်တော်အတက်နိုင်ဆုံးကျွန်တော်ရဲ့အဲအတွေ့အကြုံလေးကိုကျွန်တော်ကဒီမှာ ပုံလေးဆွဲပြီးတော့တစ်ခါအရှင်းပြပြသွားတာဖြစ်ပါတယ်ခင်ဗျာနော်ဒါကိုကျွန်တော်တို့မိဘပြည်သူများအနေနဲ့လည်းပဲကျွန်တော်တို့ကအတန်းနိုင်ဆုံးကျွန်တော်တို့လေးလာနိုင်အောင်ကျွန်တော်အခက်ခဲမရှိအောင်ကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ခင်ဗျာနော်ဒီစုပ်တရားကျွန်တော်တင်ပြနေတဲ့အချိန်တွင်းတွင်းမှာကျွန်တော်တို့မာရွေးမှုဒီစုပ်တရားစီးခံရင်ကျွန်တော်တို့တိခါခွင့်လုပ်ဖို့ကိုလည်းကျွန်တော်အနုညော့တောင်းပန်ပါတယ်ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်ကဒီအစောနာဆွဲပြတဲ့ပုံကိုကျွန်တော်ဓာတ်ပုံလေးအဖြစ်နဲ့တစ်ခါပြန်ပြီးတော့ဒီမှာ ီနေရာမှာတစ်ခါထပ်ပြပေးပါဦးမယ်။ဒါကိုကျွန်တော်တို့ကမိဘပြည်သူများအနေနဲ့ကအပုံလေးကိုကြည့်တဲ့အခါမှာကျွန်တော်စကရင်ရှော့လေးရိုက်ပြီးတော့တိတ်ထားချင်ရင်လည်းတိတ်ထားလို့ရပါတယ်ခင်ဗျာနော်။ဒီပုံဒီကျုပ်ဆင်းနီးလေးကတော့ကျွန်တော်မားဖို့တော့မရှိပါဘူးခင်ဗျာနော်။ဒါပေမဲ့လည်းပဲအတွေ့အကြုံချင်းကျွန်တော်တို့အဲမတန်းတည်တဲ့နေရာမှာလွဲနေရင်လွဲနေပါလိမ့်မယ်ခင်ဗျာနော်။အနုညောတောင်းပန်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာဒီဗီဒီယိုဖိုင်လေးကိုကြည့်စုအားပေးနေတဲ့ကျွန်တော်တို့ရဲ့ဝါသနာတူညီကိုများအားလုံးကိုကျွန်တော်ကျော်အောင်မြိတ်သားအနေနဲ့ဒီဖြူစွေမြတ်တာ YouTube Channel line လေးကနေပြီးတော့အထူးပဲအထူးပဲတူချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာနော်ကျွန်တော်တို့ရဲ့ဒီအဗီဒီယိုဖိုင်လေးတွေကိုကြည့်စုအားပေးနေတဲ့မိဘပြည်သူများအားလုံးကအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ဒီ ဝန္ဒနာလူညီကူများအားလုံးလည်းကိုစိတ်နှပါချမ်းမှချမ်းသာရှိပြီးတော့လူရဆန္ဒပြည်စုံရည်လိုအေးပန်းလူမွေးကြပါစေပြီးလို့ရှိရင်ကျွန်တော်အဗီဒီယိုဖိုင်လေးကိုနောက်ဆုံးမှကျွန်တော်ကကျိုးချီနဲ့ကျိုးဆစ်တဲ့အခန်းလေးကိုကျွန်တော်သေးချာတစ်ခါအဲ့ဒီနေရာမှာကျိုးဆစ်တဲ့နေရာလေးတစ်ခါထပ်ပြီးတော့တစ်ခါထပ်ဆင်းပြပေးပါဦးမယ်ခင်ဗျာနော်တကယ်လက်တွေ့ကျိုးဆင်းနေတယ်ပါနဲ့ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့ဒီတတိယဖိုင်ဗီဒီယိုဖိုင်လေးကိုဆင်းနေစူးစားအပေးကြပါဦးလို့တစ်ခါတည်းဒီမှာဗီဒီယိုဖိုင်ရဲ့အဆုံးမှာဖိတ်ခေါ်ရင်းနဲ့ပဲကျွန်တော်ရဲ့ ညီကမမများအားလုံးလူရဆန္ဒပြစေဝီရေတို့အပန်းလို့မွေးကြပြီးတော့ကျွန်တော်ရန်သူမျိုးခွန်ပါဖို့ခင်ဗျာတော့၅ပါးနဲ့မကတော့ပါဘူးခင်ဗျာတော့အန်ဒီယမလည်းကေဝင်ကြပါစေစိတ်ခွေစေရများရဲ့ဘေးအန်ဒီယမလည်းကေဝင်ကြပါစေခင်ဗျာတော့ပြီးတော့ကာကြီး၃ပါးယောဂကျော်လာပြီးတော့ယခုလက်ရှိဖြစ်ပေါ်နေတဲ့ကျွန်တော်ရဲ့ COVID-19 ယောဂဘေးအန္တရာယ်များလည်းကေဝင်ကြပါစေလို့ဆွတောင်းမြတ်တာပို့တိုင်းရဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာတင်ရနာခွဲ့ပြုပါခင်ဗျာနော်။ အဲကျွန်တော်ရဲ့ဒီ Fusion Meta YouTube Channel လေးကိုစရင်သွင်းပြီး Subscribe လုပ်ထားပြီးဆိုရင်လည်းကျွန်တော်ကတပေးနောက်မှာရှိတဲ့အဲခေါင်းလောင်းလေးကိုလည်းနှိပ်ပြီးတော့ကျွန်တော်တို့အပေါ်ဆုံးကိုရွေးထားပေးပါခင်ဗျာနော်ကျွန်တော်ရဲ့ Video File အသစ်အသစ်ကျွန်တော်ကြိုးစားပြီးတင်ဆက်တဲ့အခါမှာဆိုရင်မိဘပြည်သူများကျွန်တော်ရဲ့ဝတ္တနာယူညီကိုမြောက်ပြန်လည်ပြီးတော့ပြောကြားပေးရအောင်ပါခင်ဗျာနော်ဒီမှာတော့ကျွန်တော်ကြိုက်ထဲတဲ့အခန်းလေးတော့ပြီးဆုံးသွားပါပြီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ